ြေးမုံမှခင်ဂျေးမုံသတင်းစာထုတ်သောအခါလန်ဒန်ဂျေးမုံသတင်းစာမှရုပ်ပြောင်ကန်နာမျိုးဖွင့်လို့သည်လန်ဒန်ဂျေးမုံမှဂျိန်းအမိရှိအပြိုပေါင်းမှကလေး၏ရုပ်ပြောင်ဇလန်းမျိုးပေါ်ပြလို့သည်ဤသူအားအကူအညီတောင်းရပါမည်နီရုပ်ပြောင်ကိုဖေသိန်းနှင့်ဆွေးနွေးသည်ကိုဖေသိန်းကဗမာခေ၌နေစဉ်နီတိရုပ်ပြောင်များရေးဆွဲတဲ့ကဲ့သို့ဇွဲလိုသည်ဟုဆိုသည်ဂျေးမုံ၌ကိုဖေသိန်းကနိုင်ငံရေးရုပ်ပြောင်များကိုသာရေးခဲ့သည်ရေးသည်များသည်ထီလာမီလာသည် သူရဲသမျှရုပ်ပြောင်းတို့တွင်ပွဲကြသောမှာတချီတွင် ဝင်ကြီးချုပ်ဦးနုကသူတွင် သူရဲကောင်းကြီး၃ဦးရှိပါသည်ဟုဦးကျော်ငယ်ဥပဆွေနှင့်တခင်တင်တို့ကိုညွှန်းကားပြောခဲ့သည်ဥဖေသိန်းကရှိပါသည်သည်ဦးကျော်ငယ်ဥပဆွေတခင်တင်နှင့်ပြူစောတိဟုလှောင်ပြောင်းသည်အမိဆုံးရုပ်ပြောင်းဖြစ်သည် အလောင်ခံရသောဖဆပလာတို့ကပင်ကြိုက်ကြသည်ဦးဖေသိန်းမှာဇာနစင်းလောက ဝင်စားကပင်ရင်းနှီးသူဖြစ်သည် ဗမာခေတ်၌လောကနီတိရုပ်ပြောင်းရေးပေးပါဟုတင်မောင်းကသူ့ကိုပင့်ခဲ့သည်ဗမာခေတ်တွင်ရေးသည်ဖြင့်ပို၍ပြောင်မြောက်လာသောအခါဟန်သာဝရီ၌ပါကိုဖေသိန်းကရေးသည်ဦးအောင်ခင်ကဟန်သာဝရီနှင့်မရေးပါနှင့်ဗမာခေတ်၌တီးတန့်ရေးပါဟုတသည်ကိုဖေသိန်းကလွတ်လပ်စွာရေးလိုရာတရင်စာ၌ရေးမိဟုခေါင်းပါသည်နောက်ဆုံးကိုဖေသိန်းကဗမာခေတ်ကိုစွန့်သည်သို့သောခြေပုံထုတ်သောအခါရဲဘော်ကိုဖေသိန်းကတရင်စာဟု၍ခြေပုံတဆောင်သာရေးတော်သည် ြေမုံကလည်းငွေရေးကြီးရေးကိုလိုသလောက်ပေးသည်လာဇာသာမကအမေရိကန်တို့သူသွားစဉ်ကခီးစည်းကအစာပေးခဲ့၏ကိုပါထွေးသည်ကြေမုံထွက်ပြီးနောက်မှရောက်လာသည်ကိုပါထွေး၏ပုံ3-4ပုံသုံးပြီးနောက်ကြေမုံ၌လာသာဆွတ်ဆွတ်မမပေးကလာကသာရုပ်ပြောင်စရာခန့်လိုက်သည်ကိုဖေသိမ့်မှလည်းကြေမုံ၌ရေးသည်ဖြစ်စေမရေးသည်ဖြစ်စေလာသာမှန်မှန်ရနေသောလာကသာဖြစ်သည်ဖြင့်စိတ်ကူးညံမတွက်သောနေ့တွင် ငွေအတွက်ဟုရည်ရွယ်ကရုပ်ပြောင်မရေးပဲနေနိုင်သောအခွင့်ရထားသောကြောင့်သူ၏ပုံမြောင်းမှာပြောင်မြောက်သည်ဥဟိန်စုံးမှလည်းဂျင်းမုံ၌လာကစားပင်ဖြစ်ခဲ့သည်ဂျင်းမုံဂျာနယ်မှစကကြောညာကိုကင်ပြီးနောက်ပိုင်းတွင်ရုပ်ရှင်သတင်းကဏ္ဍကိုကင်လေသည်ဂျင်းမုံခင် ရုပ်ပြောင်မှာဓပုံစရာ ကိုစိန်နှင့်တော်သည်ကိုစိန်ရည်သောမျိုးသမီးလေးများသည်ချောမောလှပါသည်ကိုစိန်သည်ကောက်ပဲတိနှံယုံမှအမှုရန်တအူးဖြစ်ခဲ့သည်တိနှံယုံမဂ္ဂဇင်း၌သူ၏ပုံများကိုတွေ့ရသည်ဖြင့် တင်မောင်ကသွားရောက်မိတ်ဆက်သည်ရှုမောဝ၌တင်မောင်ရေးသောဝိတုများကိုအယုတ်ဆွဲကတရုတ်ဖို့ပေးပါဟုတောင်းပန်ရင်းကိုစိန်သည်ဇာနယ်စင်းလောကတွင်ဆရာတစုဖြစ်လာခဲ့သည်သို့တော်မအားလက်သဖြင့်ဂျင်းမုံ၌မှန်မှန်မရေး၌နောက်ဆုံးတွင်ကိုအောင်ရှိန်၏သဘောတူညီကြရသည်ကိုအောင်ရှိန်သည်လည်းတင်မောင်၏ရောင်းရင်းဖြစ်သည်ကိုအောင်ရှိန်သည်မောင်ကိုနှင့်ညီများနာယီဆိုင်တွင်လှုပ်လှုပ်နေစဉ်ရုပ်ပြောင်များရသည်ကိုတင်စိုးနှင့်ခင်မင်သည်ဒီနေ့တွင်ကိုတင်စိုးနှင့်အတူတင်မောင်ရှိရာဗမာခေတ်သို့ပေါက်လာသည် နိုင်ဆိုင်မှအလုတ်ထွက်ပြီးစာနယ်ဇင်းလောကသို့ခြေစုံပြစ်ဝင်လိုသည်ဟုသူကဆိုသည်ဗမာကင်မှာတပတ်၄ချိန်မှန်မှန်သုံးပြီးဝင်ငွေမှန်စေမည်ဟုဂတိပေးကစာနယ်ဇင်းလောကသို့ဖိတ်ခေါ်ခဲ့သည်နောက်အခါတလဝင်ငွေ9000ကျပ်ကျော်သောပကြီကျော်အဖြစ်ကျော်ကြားလာခဲ့သည်လန်ဒန်ကျေးမုံ၏ဂျိန်းရုပ်ပြောင်များကိုပြကကျေးမုံအတွင်ခင်အမည်ရှိအပြူကျော်လေးတူကိုအသက်သွင်းပေးပါဟုသူအားပန်ကြရသည် သူကလက်ခံကအသက်သွင်းပေးသည် ရေပုံသတင်းစာမခင်သည်တကယ်ပင်အသက်ဝင်သောဇက်ကောင်တကောင်အဖြစ်ပေါက်ပွားလာခဲ့တော်သည်ကန္တဦးအကြံဉာဏ်ကိုတင်မောင်ကရှာပေးတော်လဲခင်တရားလူတို့နှင့်ဤဇက်ကအသက်ဝင်၍လာခြင်းသည်ဦးအောင်ရှင်၏ကြီးမားသောအမှုပညာစွမ်းရည်ပင်ဖြစ်တော်သည်